ောက်တယ်နဲ့ဆက်ဆိုင်တိုးမြင့်မှုအတွက်ဆိုလို့ရှိရင်ဖောက်တယ်လားနေဖို့လိုတယ်ပြီးလို့ရှိရင်ဖောက်တယ်ရေတုံ့ပြန်ချက်တွေကျွန်တော်ကစောင့်ကြည့်ဖို့လိုတယ်ပြီးလို့ရှိရင်ဆက်ဆိုင်တိဆောက်ဖို့လိုတယ်ဘာလို့ဖောက်တယ်ကိုကျွန်တော်ကတီးဖို့လိုတာလုပ်ငန်းတစ်ခုလုပ်ငန်းတစ်ခုရက်တီးဖို့အတွက်ဆိုရင်ဒီ slide တွေကပြန်ပေးလိမ့်မယ်ကျွန်တော်ဒီမှာလဲတော့လုပ်ပေးလိုက်မယ်ဟုတ်တယ်သူအရင်စိတ်မပူဘူးနော် slide ပေါ့ ဒီ slide ကိုအရင်ဆင့်ပို့လဲကျွန်တော်ပြန်လဲကြည့်ပြမှာမဟုတ်ဘူးဒီစဉ်းစားတဲ့ဟာလေးဟုတ်ပဲအရင်ဆုံးဟောလို့လဲပေါ့နော်ဘာလို့လဲကျွန်တော်တို့ကျွန်တော်တို့တော့လည်းအဲ့လိုပဲ slide ကြီးတောင်းနေပြီးဘယ်တော့မှပြန်မကြည့်ပြဘူးဟုတ်လားဒီရဲ့အချိန်လေးကိုပဲကျွန်တော်တို့အာရုံစိုက်ကြည့်လိုက်ဒီ slide ကိုကျွန်တော် share ပေးမယ်ဒီအားလည်းတူ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 မဟုတ်ဘူးဒီနေ့ကလာအဓိကကျွန်တော်အဓိက concept လေးကိုကျွန်တော်တို့အဓိကအာရုံစိုက်ပြီးနားထောင်ကြည့်လိုက်ကျောင်းဘယ်ရောက်သွားပြီလဲဆိုဘယ်ရောက်သွားပြီလဲဘယ်လိုတီးဖို့လို့လဲထောက်တယ်ဦးနားလဲရမလဲ အဲ့တော့ဖောက်တယ်ကနားလဲဘာလို့လဲလုပ်ငန်းတစ်ခုရွေးတဲ့ကနှစ်ခုပဲရှိရတယ်။ဒါဘုကပြောရတယ်မီတာဒရက်ကပြောတာ။နံပါတ်1ဖောက်တယ်ကိုဖန်ပြီးရမယ်။နံပါတ်2ဖောက်တယ်ကိုထိန်းသိမ်းထားလိုက်ရမယ်။ The purpose of a business is to create and keep customers. အဲ့တော့ဒီလိုမျိုးဖန်တီးနိုင်ဖို့ထိန်းသိမ်းနိုင်ဖို့တော့ဖောက်တယ်နားလဲအောင်လုပ်မယ်။အဲ့ဒါဒီ customer နားလဲအောင်လုပ်တယ်စာပေးလုပ်တာတို့နားလဲအောင်လုပ်တာတို့ရွေးချက်ပဲ။ ဒီလိုလို့ဒီလိုလို့တဲ့အချိန်မှာပေါက်တယ်ကျွန်တော်ရှိရရှိလာမယ်ရရှိလာမယ်ဆိုရင်ကျွန်တော်ကတစ္ဆာရှိမှုလို့ခေါ်တယ် customer loyalty တိုးတက်လာမယ်တစ်ခါတစ်ခါလာဝယ်မယ်အခြားလူတွေပြောပြမယ်ဒါမှလုပ်ငန်းတိုးတက်လာမှာလုပ်ငန်းတစ်ခုရဲ့ရည်ရွယ်ချက်ကပါလေပေါက်တယ်ရှာမယ်ဒီပေါက်တယ်ကိုတင်းနေလာမယ်ဒါပြီးကျွန်တော်လုပ်ငန်းတစ်ခုရဲ့ရည်ရွယ်ချက်ပဲကိုဒီဘယ်လောက်ထိပတ်စံရှိရှိဘယ်လောက်ထိရင်းနှီးမြှုပ်နှံမှုရှိရှိဘယ်လောက်ထိလုပ်ငန်းရင်းကိုကြည့်အောင်လုပ်တာလုပ်တာကိုရှိမှာလာဝယ်တဲ့လူမရှိရင်ရက်တိလို့မရအောင်ဟုတ်တယ်နော်အဲ့တော့ လုပ်ငန်းစားဖို့တက်ပါလို့လဲဖောက်တယ်လို့။ခါလညာလုပ်ငန်းစားဖို့ပါလို့ပတ်စံလို့ရရင်းနှီးလို့ရအများကြီးရှောက်ပြီးမဟုတ်ဘူး။ငန်းစားဖို့တက်ဆိုတခုပဲလို့ကဖောက်တယ်။ဖောက်နေတော့ပါလေကိုပတ်စံပေးတယ်လို့။လုပ်ငန်းတခုစားကြတယ်ပါလို့ပို့လို့ကိုပတ်စံပေးတယ်လို့လို့။လုပ်ငန်းရှေ့ဆက်ဖို့တက်ဆိုပါလို့လဲထက်ခါထက်ခါပေးတယ်လို့လို့လဲ။မဟုတ်ရင်တော့တစ်ခါပဲဝယ်လေပြန်ရောင်းရမယ်လို့ကျွန်တော်အတစ်ပဲလိုက်ရှာနေရတယ်လုပ်ငန်းမကြီးရော။ကျွန်တော်လုပ်ငန်းတခုလုပ်ဖို့တော့မတ်တာ။ဘာလုပ်ငန်းလုပ်ချင်တဲ့အရင်းအီးတွေအများကြီးမရှာနဲ့။ 后背，六两六千，一斤多尼吧嘞，炮背，炮背是白罗罗洋，六两三罗洋。拆开拆开，我勒罗西六两白罗，白罗罗洋，几条罗，几条罗罗洋。再加上罗地炮背，将拉了样，地势样，打了一只毛楼房啊。然后，第二，只能不来了，先别来。只能买票票票，咋子尼嘛？走路。这个龙安东路末，石头街。 business development strategy ဆိုအနာဂတ်ကိုကြည့်တာကိုနာဂတ်မှာဘယ်လိုဖြစ်လာမလဲဆိုတော့ကြည့်တာဒီလိုလုပ်ဖို့အတွက်ဆိုရင် vision mission အားတည်ဖို့လိုတဲ့ strategy number 2က business business တခုမှာပါရှိလဲကျွန်တော် C3 လုံးကိုကြည့် C3 လုံးဆိုတာ company company တော့ကိုယ့် company customer ဖောက်တယ် competitor ပြိုင်ဘက်ဒီသုံးမျိုးကြည့်အဲ company ဘာအောင်ရှိရမလဲကိုယ့်ရဲ့ company ကိုလွှမ်းမိုးနေတဲ့ နိုင်ငံရေးစီးပွားရေးလူမှုရေးနည်းပညာတဘာဝပတ်ဝန်းကျင်တရားဥပဒေဓာတ်တွေကြီးအတားကျအနေကျတွေကိုကြီးချင်းချောက်မှုတွေအနေနဲ့ကြီးဒီပေါ်ပေါ်မှုဒီမှန်ကန်နဲ့ဆုံးဖြတ်ချက်ကိုချဟုတ်တယ်နော်ဖောက်တယ်တွေတီးဖို့အတွက်ဆိုရင်ဘာလို့လဲလက်စီကိုပွင့်အောင်ဆိုရင်ဖောက်တယ်တွေအကြောင်းတခြားနားလဲအောင်လို့ဒီလိုရှင်တို့ရဲ့ YouTube relationship ရေရှည်ဆက်ဆံရေးတည်ဆောက်ဘာမှပါဖြစ်မှာလဲရေရှည်အောင်မြင်မှာကျွန်တော်ကဒီထိရောက်ပါဘူး Okay အဲ့တော့နောက်တစ်ခုကပါလဲကျွန်တော်ရဲ့ Barbie ဖြစ်ပါ ပါရမီပြည့်ဖက်ဆိုတော့ကျွန်တော်ပြိုင်ဖက်ပေါ့နော်ပြိုင်မဲ့ရှိတယ် competitor ရှိရင်လုပ်ငန်းတိုင်းမှာ competitor ရှိတယ် competitor ပါအများနဲ့ကျွန်တော်ရှိတယ်အဲ့တော့ competitor ပါလေဆိုရင်ကျွန်တော်တို့ကျွန်တော်ရပြိုင်ပေါ့နော် competitor ကိုလည်းကျွန်တော်ကြည့်ရမယ်ဒီလို competitor တွေကိုဟိုကြည့်ဖို့အတွက်ဒီလုပ်ငန်းတစ်ခုလုံးမှာနာတပြားတာဖို့အတွက်ဆိုရင်ဘာတွေလုပ်ရလဲဒီပညာကိုအသုံးပြုတဲ့ဘာလို့လဲဆိုရင်ကိုယ်လုံးကိုယ့်ရပြိုင် ဥပမာဆိုရင်ကိုကိုရဲ့ပြိုင်ဘက်ကခြေတော့နဲ့ပြေးနေချင်မှာကိုကစပိန်လေးနဲ့တွောင်းနိုင်မယ်ဘသူကဝူးဝူးရုံနဲ့ညင်နဲ့ပိုရောက်မယ်စပိန်နဲ့တွောင်းရတော့ပိုရောက်ကိုကစပိန်လေးနဲ့တွောင်းနေချင်မှာကိုပြိုင်ဘက်ကဆိုင်ကယ်နဲ့ဆိုရောဘသူကဝူးဝူးပိုရောက်ဆိုင်ကယ်အဆိုင်ကယ်ကပိုရောက်မယ်အခုပြိုင်ဘက်ကဆိုင်ကယ်နဲ့တွောင်းနေချင်မှာကိုကအမြန်ကားနဲ့တွောင်းရရောဘသူကဝူးဝူးရုံနဲ့ပိုရောက်မယ်ကားနဲ့ကား ကိုပြန်ပြန်ကကားနဲ့တွားခြင်းမှာကိုကလေရင်ပြန်နေဆိုရင်ဘယ်ပြန်လဲကိုပြန်ပြန်ကလေရင်ပြန်နေခြင်းမှာကိုကတုံးပြန်နေဆိုရင်ဘောတုံးပြန်ဒီပြန်တော့တကယ်ဒီပညာတော့အဲ့ဒါပဲဟုတ်လားကျွန်တော်ဒီအရှိတိုင်းရဆိုရင်ဘာလို့ကိုလိုနီတိုက်ခတ်ခံရတာလဲဒီပညာကြောင့်တို့ကတနက်တွေရှိနေကိုကများနေများနေနဲ့ဓာတ်နေနဲ့တွားလို့နေလို့မရဘူးဟိုဘက်ကတစ်ချက်ပြန်တေသွားမှာကျွန်တော်တို့ကဟုတ်လားအဲ့တော့ဒီပညာ ကျွန်တော်ဒီပညာကြီးကျွန်တော်တို့ကဖြစ်တာလို့မရဘူးဒီပညာတော့မလို့ပဲကျွန်တော် society မှာဒီပညာကြောက်တယ်ကျွန်တော် Bami society ကကျွန်တော်တို့ society ကဒီပညာတော့ကြောက်တယ်အတစ်ထွက်လာရင်မလုပ်ရဘူးမပေါက်ခွဲတော့ဘူးနျူကလီးယားဘုံးလည်းမဟုတ်တုံးကြည့်လို့ရတယ်၊ကန်ကြည့်လို့ရတယ်၊ခလုတ်နှင်းကြည့်လို့ရတယ်၊ software တွေတုံးကြည့်လို့ရတယ်၊ PWS software တုံးလို့ရတယ်၊ variety app တုံးလို့ရတယ်မပေါက်ကွဲတတ်ဘူး။ဟုတ်လား။ဆောင်းချက်ကျွန်တော်တို့တွေဒီ ဤပညာကိုကြောက်တာမကြောက်နဲ့ဤပညာတက်ထွက်ရင်ဘာလို့လဲတုံးညနေပြင်းဤပညာကဘာဒီမှန်းမသိဘူးဟုတ်ကျွန်တော်နားနေအောင်လုပ်လို့ရတယ်ထုတ်တဲ့လူတော်ထုတ်ပြီးသွားပြီဗျာကျွန်တော်တို့ကတုံးယုံနေမခက်လို့လားဒါမှမဟုတ်တော့ပိုင်းတော့ကျွန်တော်စဉ်းစားနေတယ်ထုတ်ဖို့ကခင်ဗျားတို့တောင်းဝင်သုံးဖို့ကျွန်တော်တောင်းဝင်ဒီပညာတော့တုံးမှုလို့ဒီပညာတုံးခြင်းပြီးကျွန်တော်လုပ်ရအောင်ဉာဏ်ဆက်သေးတယ်ဈာန်လည်းဉာဏ်ဆက်ဆံဖြစ်စေတယ် efficient ဖြစ်စေတယ် efficient ဆိုတာကျွန်တော်တို့ရဲ့အသုံးပြုရ resources တွေအရင်းမြစ်တွေအကောင်းဆုံးအသုံးပြုတာဘို့ဆိုနည်းပညာကူညီပေးရဲ့အခုဆိုကျွန်တော်ဒီဒီဒီအတန်းလေးကိုတွေ့တာ Facebook ကြောင့်တွေ့ရဟုတ်လား Facebook မှာတွေ့ရတင်တဲ့စာတွေတွေ့တယ် TikTok မှာတွေ့မယ် YouTube မှာတွေ့မယ်ဒီနည်းပညာဒီနည်းပညာတွေဒီစဉ်းစားကြည့်လိုက်ဒီနည်းပညာတွေကျွန်တော်ဟိုအသုံးပြုရတဲ့အချိန်ကျတော့ကျွန်တော် connect လုပ်လို့ရတယ် ီးပညာသိတွေကိုတောင်းအောင်မကြောက်နဲ့အလကားရနေတဲ့အခမဲ့ရနေတဲ့ဤပညာအများကြီးကျွန်တော်ရှိရဒါရီနဲ့ကျွန်တော် efficient ဖြစ်အောင်လုပ်လို့ရပါတယ်အဲ့တော့ဒီအခန်း၅ကတော့ဒီ digital ဤပညာတွေအတုံးချခြင်းဆိုတဲ့အပိုင်းလည်းဖြစ်ပါတယ်အဲ့တော့အကြောင်းနဲ့ပတ်သက်လာပြီးတော့အကြောင်းနဲ့ပတ်သက်တဲ့ digital ဤပညာတွေအသုံးပြုလို့ရတယ် social media marketing အသုံးပြုလို့ရတယ်ကျွန်တော် software တွေအသုံးပြုလို့ရတယ် product တွေနဲ့ relationship တိစောက်ခြင်းနဲ့ဆိုတော့အရင်ခေတ်ကဆိုတကယ်ချင်းရဲ့မွေးနေ့မှတ်ထားရတယ်ခုခေတ်ကတကယ်ချင်းမွေးနေ့မှတ်ထားရတဲ့လူတွေလား ်မှတ်ထားတော့တာဘာလို့လဲ Facebook ကနေပြပြီးနင်းတကယ်ချင်းဘလူမွေးနေစာအဲ့တော့ဘာဖြစ်လာရလဲဆိုဒီပညာနဲ့ official ဖြစ်လာပြီအဲ့လိုပဲကိုယ့်ရဲ့ဖောက်တယ်ကိုအကြောင်းသိကျင်နေဆိုရင်လည်းအရင်ကလိုမခက်တော့ဘူးအမကြီးလွန်ခဲ့တဲ့လွန်ခဲ့တဲ့နှလစက်တင်ဘာလ23ရက်နေ့တုန်းကမဒီနှစ်ခုယူထားရရင်တော့အနီရောင်လေးရောက်ဆင်ပြရလားတော့ customer ကပြည်ဟာငါ့ကိုမမိရယ်မင်းတို့တူမမိရမို့ဘယ်မှာတွေ့ရတာလဲ system ထဲမှာတွေ့ရတာကျွန်တော်အမိဆိုလို့ရှိရင်အဲ့ ွားစီကန်းပြတိုင်းကိုသူကရန်ကုန်ထိတွားတယ်။သူကကချင်ပြည်နယ်ဘက်ကမာနေ။မန္တလေးကိုကြော်ပြီးရန်ကုန်ထိတွားတယ်။ဘာလို့လဲဆိုအဲ့ဆရာငါ့ကိုမမိလို့လဲ။သူ့တွေ့ပြီးတော့ဝင်းမအရင်တော့တွားလေးကိုဟိုညာဘက်ဒီနှစ်ချောင်းလောက်ထားအစင်ပြည့်လာသူတော့သူ့မမိလို့ဆိုမဟုတ်ဘူး။အဲ့ဒါသူစနစ်တယ်မဟုတ်ဘူး။ကွန်ပျူတာစနစ်တယ်မှာရှိတယ်။နာမည်ပြောလိုက်တဲ့ခါလေးပေါ်နေတာမဟုတ်တော့ဘလို့စနစ်တယ်မှာရှိရှိမရှိငါတော့အဲ့ဆရာဝင်မဲ့ သဘောကျတယ်အဲ့ဟိုပဲထောက်လိုက်ပြီးရန်ကုန်ထိတော့တယ်။အော်လူတွေကိုဗတ်မိရဲ့အချိန်တော့ပြောပြော။ဟုတ်အဲ့တော့ဒါတွေကဘာဖြစ်လဲအကုန်လုံးအလုပ်ချက်ထားရမှာမလို့ဦးဒီနေ့ခေတ်ကဘာဖြစ်သွားရည်လဲ။ဒီပညာတွေတုံးပြလို့ရတယ်။ customer ပေါင်းထောင်ပေါင်းများတော့တောင်းပေါင်းများတော့ဦးဒီဗတ်မိရောလုပ်လို့ရပါပြီ။ဒီခေတ်ကတော့ကျွန်တော် CRM လို့ခေါ်တယ်။ customer relationship management နဲ့ရှိလာပြီ။ပြီးတော့နောက်တော့ data တွေကိုခွဲခြားစိတ်ချလို့ရလာပြီဒီခေတ်ကဟုတ်လား။ ကျွန်တော်ဒီအခုဆိုရင်လည်းအကြံပေးတဲ့မှာဆိုလို့ရှိရင်မကြခင်လာမယ့်အကြံပေးတဲ့မှာဆိုလို့ကျွန်တော်တို့အဲ့ဒီပိုင်းကိုကျွန်တော်သွားကြမယ်ဆက်ဒီ20ဟောလောက်29ရက်နေ့ဖြစ်တယ်ကျွန်တော်ဒီကြာတာဟောဗောနော်အင်ကာနေ့ညနေအဲ့တော့ MR solution နဲ့ကျွန်တော်သွားကြမယ်ဘာလို့လဲဆိုတော့ကိုက data တစ်ခုရှိရဆိုတော့ sales data တစ်ခုရှိရင်အဲ့ဒီ sales data ကိုပဲကျွန်တော်ကအကုန်လုံးကြည့်တယ်မလို့ပဲ AI နဲ့အရမ်းတော့ဒူတရာပူတွေလဲ sales ရောက်ပါပူတွေသူတို့ရဲ့တူရင်းအချက်ကိုပြပြပါအကုန်လုံး data analysis ကျွန်တော်လုပ်လို့ရတယ်ဒီနေ့အဲ့လိုဖြစ်ဖြစ်နေဟုတ်လားကျွန်တော် power bi နေပေါ်လာပြီးဤပညာတက်တဲ့အများကြီးပေါ်လာပြီကျွန်တော်တို့ဒီကျွန်တော်ရဲ့ကန့်ကြီးအကုန်လုံးတည်ကြအောင်လို့ကျွန်တော်နဲ့ကန့်ကြီးတဲ့ဤပညာကိုကောင်းကောင်းအသုံးပြုတိုင်းရမယ်တည်ကြတာတော့ဒီနေ့လိုမျိုး zone နဲ့ဒီလောက်လာ join နေတယ်ဆိုတော့ဒါမဆိုခုခုလက်ခုပ်တီးပြပါအောင်လက်ခုပ်တီးပြပါအောင်ဘာလို့လဲဆိုရင်ဒါမဆိုဒါ VPN နဲ့ကြောက်ရမယ်ဟုတ်လား line နဲ့ကောင်းအောင်လုပ်ရမယ် zone download လုပ်ရမယ် account ဝင်ရမယ် link နေနဲ့ဝင်ရမယ်ဒါနေတဲ့ဒီလို အခြေအနေမျိုးမှာ zone ကို join နိုင်ပြီဆိုကြတဲ့ဒါအနေနဲ့အခြေအနေမဟုတ်ဘူး။ဒီတော့အဲ့ကြောင့်နီးပညာရဲ့အသုံးပြုနိုင်ရမယ်။ဒီနီးပညာအသုံးပြုခြင်းဒီ dimension တန်တိုင်းကိုအများကြီးဘလို့တကူကြောက်အောင်ကျွန်တော်ကူညီပေးနိုင်တယ်။ဟုတ်ဒါလေးနီးပညာပြီ။အဲ့တော့ဝန်ထမ်းတွေကိုလည်းတင်ပေးရမယ်။ကိုကိုရိုင်းလည်းနီးပညာကို join ချင်ရမယ်။အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကဘယ်ထိရောက်သွားပြီလဲ။ business strategy business development တော့ deployment တိုးတက်ခြင်းကျွန်တော်ဘာလုပ်ရလဲဆိုရင်တိုးတက်ခြင်းဒီ match ပန်းနဲ့ချမှတ်ရတယ်ဒီ match ပန်းနဲ့ဘယ်လိုရအောင်လုပ်ရမလဲဆိုတော့ plan လုပ်ရတယ်လုပ်ငန်းတစ်ခုမှလည်း plan နေလောရတယ်ဥပမာဆိုရင်ကိုကနေပြီးအကြောင်းတော့ဆိုအကြောင်းတက်တော့ဆိုရင်နောက်တစ်လရဲ့အတုံးသေးကြီးဒီကတော့အတုံးသေး plan မလုပ်ရအောင်လားကျွန်တော်ကခုလုပ်ငန်းမှလည်းလိုပဲနောက်တစ်လဘယ်လောက်တုံးမလဲတစ်လကိုကြာသေးဘယ်လောက်ရှိရဲ့ဝင်ဝင်ဘယ်လောက်ရှိရဲ့ဝင်နေလားသာဘယ်လောက်မီတာကဘယ်လောက် အနာဂတ်ဘယ်လောက်ကြာရင်ဒါမျိုးကျွန်တော်ပလန်လုပ်ရတယ်အတုံးစီးကိုကြိုတင်ပလန်အောင်ကျွန်တော်ဘတ်ဂျက်တင်းလုပ်ပါတယ်လုပ်ငန်းတစ်ခုလုပ်တော့မယ်ဒီလုပ်ငန်းကိုကျွန်တော်တို့ဘယ်လောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်တော့မယ်ဟုတ်လား capital planning လို့ခေါ်တယ် capital planning အဲ့တော့ဒီလိုမျိုး plan နေလို့ရတယ်ဥပမာဆိုရင်ကျွန်တော်တို့ကနောက်နောက်ကြီးကြရင်တော့ရောင်းအားတော့တိုးတက်လာတော့မယ်နောက်တုံးလာကြရင်ပြီးတော့ဝန်ထမ်းတွေအစ်တတူကြိုတင်ခေါ်ထားမယ် trainer မယ်တချို့ချင်းပြုလုပ်ထားပေးမယ်ဒါတွေလုပ်မယ်ဒါတွေကလည်းကျွန်တော်ဘာလို့ခေါ်လဲ HR plan လို့ခေါ်တယ် ျွန်တော် plan မရှိရင်ပတ်လည်လာမှာကြိုတင် plan လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒါကြီးလုပ်ဖို့လိုတယ်အန်အေးစီမံခန့်ခွဲမှုတွေကျွန်တော်ပြုလုပ်ရတယ်ပြီးလို့ရှိရင်ကျွန်တော်ကလုပ်ငန်းတစ်ခုတိုးချက်တဲ့မတိုးချက်တဲ့ဒါစဉ်းစားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘာလို့လဲလို့ plan နေလို့ရတယ် plan လုပ်တိုင်းမှာကျွန်တော်တို့ဒီစဉ်းစားရတဲ့ဆုံးဖြတ်ချက်တွေရှိရမှာနော်ဒီထဲမှာကျွန်တော်အရင်ကူဆုံး ROI ဆိုတာလေးကိုပြပြရမယ် ROI ဆိုတာတော့ပြောရတယ်ကျွန်တော်လုပ်ငန်းရှင်တိုင်းမှာအမြဲတမ်းကျွန်တော်ပြန်တွက်ကြည့်ရ ROI the return on investment ကိုခေါ်တယ် ။ဥမာအပြင်ကောဆိုင်ဆိုင်တက်ပွက်လိုက်မယ်။ဒိန်းထောင်ကြမယ်။ကျွန်တော်ကတော့ဒိန်းတရားပြင်ပြင်မယ်။ဒါဆိုရင်ကျွန်တော်ဘယ်လောက်မြင်လဲ။အတက်တင်ဒိန်းတရားပြင်ပြင်မယ်ဆိုရင်တစ်ဆယ်ရာခိုင်နှုန်းမြင်တယ်။ဟုတ်လားမသိ။ဒိန်းထောင်ရင်းလိုက်တယ်။တရားမြတ်တယ်။တစ်ဆယ်ရာခိုင်နှုန်းမြင်တယ်။ဒီတစ်ဆယ်ရာခိုင်နှုန်းအဲ့တော့အတက်တင်ကြံနေဒါဆိုကျွန်တော် ROI လို့ခေါ်တယ် return on investment တထောင်ရင်းလိုက်ရင်တရာပြင်းမြတ်တယ်ဒါဆိုရင်10%ပဲလို့ခေါ်တယ်အဲ့တော့၅ထည့်ပြင်းမြတ်တယ်ဒါက5% အဲ့တော့ကျွန်တော်တို့တွေဒီတစ်ခုခုလုပ်တိုင်းမှာ ROI စဉ်းစားဖို့တွေ့။ငါဒီဥစ္စာကိုဒီနည်းမျိုးနဲ့လိုက်မယ်ဘယ်လောက်ပြင်ရမလဲ။ဒီလူတစ်ယောက်ခေါ်လိုက်မယ်ဘယ်လောက်ပြင်ရမလဲ။ဟုတ်လား။ဒီအလုပ်ကိုပဲကိုလုပ်နေရယ်ကိုကိုတိုင်လုပ်နေရယ်ဆိုဝန်ထမ်းတစ်ယောက်ကိုခေါ်ပြီးဒီလုပ်ကိုလုပ်ခိုင်းလိုက်မယ်။ဒါဆိုရင်သူ့အတွက်ကုန်ကြပါမှာလည်းပြန်ရပါပါမယ်ဘယ်လောက်ရှိမလဲ။ ROI Return on Investment ဘယ်လောက်နော်အဲ့တော့ဒါလေးကိုကျွန်တော်လုပ်ရအောင်ပြန်လဲတွေ့ချက်ချင်းလေးကျွန်တော်ပြလို့ရအောင်ဒါတွေကကျွန်တော်တို့ ဒီလိုမျိုးတော့ဘူးပြုလုပ်ချင်းပြီးတော့ကျွန်တော်လုပ်ငန်းချဲတော့မယ်ဆိုလို့ရှိရင်လည်းအားလို့ပဲကျွန်တော်ပြီးတွင်းမှာလုပ်ငန်းချဲရရှိမယ်ပြီးပမှာလုပ်ငန်းချဲရရှိမယ်ဒါမှမဟုတ်ကျွန်တော်မိဖက်တဲ့အပိုင်းကိုကျွန်တော်ရှိမယ် partnership အပိုင်းကိုကျွန်တော်ရှိမယ်ဒီအားတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကချစ်ထွင်းလုပ်မယ်ဆိုရင် ROI ကိုပြအတွက်ကြည့်ရတယ်ကျွန်တော်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့က account finance ဆိုတဲ့အပိုင်းမှာ vendor ရေးဆိုတဲ့အပိုင်းမှာဒီ management accounting တော့ရှိ accounting ဆိုတဲ့အပိုင်းမှာ management accounting တော့ရှိတယ်အဲ့ management accounting နဲ့မှာကျွန်တော်အချက်၃ချက်လောက် အဲ့အချက်၃ချက်ဒီ budget budget တက်မှတ်ခြင်းနော်ပြီးရင်ဈေးနှုန်းတက်မှတ်ခြင်း pricing strategy နောက်တစ်ခုကကျတော့ investment appraisal လို့ခေါ်တယ်ဒီနည်းမျိုးနဲ့မလုပ်တင်မလုပ်တင်ဥပမာဒီကွာ time chair တော့မယ် time chair တော့မယ်ဆိုရင်ဒီနည်းမျိုးနဲ့မလုပ်တင်မလုပ်တင်ကျွန်တော်ရေကုန်ကြသေးဘယ်လောက်ရှိမလဲ end year risk ဘယ်လောက်ရှိမလဲပြန်ရတာဘယ်လောက်ရှိမလဲဒါတွေကိုကျွန်တော်ကပြန်ပြီးတော့မှ project ပြီးတော့မှလုပ်တင်မလုပ်တင်ပြန်စဉ်းစားရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ပထမတစ်နှစ်မှာဘယ်လောက်ဝင်လဲဒုတိယတစ်နှစ်မှာဘယ်လောက်ဝင်လဲတတိယတစ်နှစ်မှာဘယ်လောက်ရှိရလဲအချိန်၄ သုံးတက်ဆုံးဖြတ်ရကျွန်တော်တို့အားဒါကိုကျွန်တော်တို့ဟိုပါတော့ဒီ management accounting ကိုခေါ်တယ်အဲ့တော့ပြန်ပြီးခြုံရမယ်ကျွန်တော်ဒီနေ့တွေ့တာဒီကလုံးသုံးလုံး idea သုံးခုအဲ့တော့ strategy business development strategy ဒီအရှိရှိကိုကြည့်ရယ် business ဒီကျွန်တော်စီသုံးလုံးကျွန်တော်ကြည့်ရယ်ပြီးလို့ရှိရင် development လုပ်တဲ့အပိုင်းမှာဆိုရင်တိုးတက်ရေးအတွက်ဆိုရင်တော့ဒီအချက်လေးကိုကျွန်တော်တည်ပို့လို့ရတယ် ဒီမန်ချက်ပန်နာချမှတ်ရမယ်လက်ရှိချင်းကိုတည်ရမယ်ကိုတွားချင်တဲ့လမ်းကြောင်းကိုတည်ရမယ်ဂျားနဲ့အတားအသီးတွေကြည့်မယ်ဒီတားစီတွေကြော်တော့ပြီးရင် plan ချရမယ်တကယ်လို့ရမယ်အချင်းမျိုးပြန်လဲစောင့်ကြည့်လမ်းကြောင်းမားနေပြန်ပြင်ပြီးလို့ရှိရင်ပြန်လဲပြုပြင်ပြီးရောတွားရမယ်ဒါတော့ PDCA လို့ခေါ်ပါတယ်ဒါ PDCA ဆိုတဲ့ cycle က plan do check and လို့ခေါ်တယ် PDCA cycle လို့ခေါ်တာ continuous improvement model လို့ခေါ် plan do check and ဒါလေးကျွန်တော် ိုးလာပြီပါမယ်ဒါလို့ရှိမယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီနေ့ဒီ strategy ဒီ business development ပြီးသွားလို့ရှိရင်အရေးကြီးတဲ့အချက်ဒီချက်တွေကိုကျွန်တော်ဒါလေးနဲ့ summarize လုပ်ထားပေးရမယ်နံပါတ်၁ကနေလို့ဖြစ်တဲ့ဘဝမှာဖြစ်လို့မနေနဲ့နေလို့ဖြစ်တဲ့ဘဝမှာဖြစ်လို့မနေနဲ့ဆိုတော့ဘာပြောရလဲသိတယ်ဒီလိုဖြစ်တဲ့ဘဝမှာဖြစ်လို့မနေနဲ့ဆိုတော့ chaotic ဖြစ်တယ် saturation တစ်ခုကိုကျွန်တော်တို့က control လုပ်နိုင်ဖို့အတွက်ကြိုတင် plan လုပ်ဖို့လိုတယ်ဖြစ်လို့ပဲနေနေဘာဖြစ်နိုင်မှာလဲကိုလိုချင်တဲ့လမ်းကြောင်းရဖို့အတွက်ဆိုရင်ကိုကိုယ်က plan လုပ်အောင်မယ်တခြားစီမံကိန်းလုပ်အောင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနေဒီလိုဖြစ်တဲ့ဘဝမှာဖြစ်လို့မရဘူးပေးထားချက်တွေအကုန်လုံးဒီတိုင်းပဲထိုင်ပြီးလက်မခံနိုင်ဟုတ်လားဘာလို့လဲကြော ပေးထားတဲ့အတိုင်းပဲဆက်သွားနေ average ပဲဖြစ်မယ် average တဲ့ကျော်ဖို့အတွက်ဆိုရင်ဘာလို့ဖြစ်လို့လဲနေတူလို့ဖြစ်တဲ့ဘောမှာဖြစ်တယ်လို့နေနေလို့မရဘူးပြီးရင်ကျွန်တော်အရေးမပါတဲ့အရာမပေးနဲ့အာခဏခဏအကြောက်လို့နေအရေးမပါတဲ့အရာမပေးနဲ့ဘောမှာအရေးမပါတဲ့အရာအများကြီးကျွန်တော်ရှိနေမှာအတွေးဖော်ရင်းအရေးမပါတဲ့တချို့အလုပ်တွေအရေးမပါတဲ့အရေးမပါတဲ့အရာမပေးနဲ့အရေးကြီးရအောင်ကြည့်ကျွန်တော်လုပ်ငန်းတစ်ခုမှာအရေးကြီးရ metric ရှိအဲ customer sees အမြင်ဟုတ်လား ပြီးလို့ရှိရင်ရည်ရှိသွားဖို့ sustainability ဒါတွေကိုကျွန်တော်ကြည့်ရမယ်။ပြီးရင်နောက်တစ်ခုကဒီနောက်ဆုံးကုလန်ကုပေါ့လုပ်ငန်းဒီကိုဒီကုလုပ်ငန်းတဲ့ကိုကြည့်ရမယ်။ကုလန်ဆိုဖောက်တော့ကုလန်ဆိုဖောက်တော့အစပိုင်းမှာတော့ကစီးပွားရေးမလုပ်တတ်ခင်မှာတခြားလူတွေကိုပြူကြည့်ရဘာမှမဖြစ်ဘူး။အဲ့မဲ့တချင်ရောက်လာနေပြီရှိတော့တချင်ရောက်လာနေပြီရှိတော့ကျွန်တော်တို့ဒီဘာလုပ်ရမလဲပြင် ို့နဲ့ကိုဖောက်တယ်လေတကျွန်တော်ရောက်လာမယ်။ဘို့ရင်ကျွန်တော်ပုံစံတူထုတ်ကုန်မယ်ရောင်းတယ်ပုံစံတူပုံစံနဲ့ဖြစ်ဖြစ်ပြီးကျွန်တော်ဈေးနှုန်းမှာပဲပြန်နေရမယ်။ဒါကြောင့်မို့ကိုပုံစံကိုလုပ်နိုင်မလို့ဒီလိုလုပ်ဖို့အတွက်ဆိုရင်မလုပ်တာလဲဆိုရင်ကျွန်တော်ကိုဒီကိုလုပ်ငန်းတစ်ခုကြီးဖို့လိုတယ်ပူလီပါဖြစ်လေကိုလုပ်ငန်းထက်ပူကြီးဖို့လိုတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကကိုလုပ်ငန်းထက်ပူကြီးအောင် business education လေ့လာဖို့လိုတာ ကိုဒီကိုလုံးနဲ့တကူကြည့်ဖို့လိုတယ်။နောက်ဆုံးတစ်ချက်နောက်ဆုံးတစ်ချက်ကတုံ့ပြန်တာပဲမလုပ်နဲ့ကျွန်တော်ကြိုတင်ပြီးတော့မှကာကွယ်ဖို့လိုတယ်။တုံ့ပြန်တာတက်ကြိုတင်ကာကွယ်ဖို့လိုတယ်။ဘောဒီကျွန်တော်ကြောင်းမပီးတဲ့အချိန်မှာကျွန်တော် stress ကြီးနေပြီ။ဟောကြောင်းပြီးသွားပြီဆိုရင်အဲကွာ career ပြောင်းလို့မရဘူးပြောင်းအောင်မလဲကိုယ့်ရဲ့အလုပ်ကောင်ပြောင်းမယ်ဆိုရင်အဲကျွန်တော်ကြိုတင်ဖြေရှာရရပေါ့နော်။ ဘာလို့လဲဆိုရင်နှစ်ခုတွေ့တူတွေ့လို့တဲ့ချိန်ညမှာတော့တော့ကြပါဘူးကြိုတင်ပြီးတော့စဉ်းစားရတယ်ဟုတ်ပြီဒါဆိုရင်တစ်ချိန်ညရင်ကျွန်တော်တို့ကဥပမာဆိုရင်ဒီအလုပ်တွေလုပ်တဲ့ချိန်ညလည်းအားလို့ပဲတစ်ခုခုလုပ်ပြီဆိုရင်ဟောကိတ္တရာမကြုံရင်ကျွန်တော်ကြိုတင်စဉ်းစားရတယ်တကယ်လို့အတို့ဟောကောဒီလိုဖြစ်သွားခဲ့တဲ့ရှိတော့ဘာလို့လုပ်မလဲကြိုတင်ပြန်လောက်အောင်ဒါ scenario planning လို့ခေါ်တယ်ဒီလိုလုပ်ထားခြင်းအပြင်ကျွန်တော်တို့ဒီအခက်အခဲကြုံရတဲ့အချိန်မှာကို ACC ပဲဒီပြဿနာတော့အဖြေကြိုးရှာလာတဲ့အတွက်တော့ ကြောင်မိုးဝဲဖြည့်တဲ့ချိန်မှာမလက်ဖြင့်ဖြည့်တဲ့ချိန်မှာဒီနေ့လို့သွားတက်နေဆိုရင်အဖြစ်သွားနိုင်တယ်။အောက်ကျသွားနိုင်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီအနာဂတ်ကိုအထာကြကြ plan လုပ်ပြီးတော့မှဒီ match plan နဲ့ရောက်ဖို့အတွက် strategic business development ကိုဤလာရခြင်းဖြစ်ပါတယ်။